မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တွေမျိုးနဲ့ပါတလေးရွာတွင်စစ်ကောင်စီတပ်နှင့်အေအေတို့အကြားအပြန်လန်ဖြစ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ရခိုင်ပြည်စစ်တွေမျိုးနဲ့ပါတလေးကျေးရွာမှာရှိသောစစ်ကောင်စီဤတပ်စခန်းများကိုအရကတက်တော်အေအေကစနိုက်ပါများဖြင့်ပြစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်မှုရှိနေကြောင်းစစ်တွေသတင်းရင်းမြစ်ကပြောပါတယ် စစ်တွေမျိုးပါတလိတ်ကြီးရွာပါတလိတ်စိတ်ကမ်းမှာစစ်ကောင်စီတပ်စခန်းရှိနေပြီးခလာရ232တပ်ရင်ခမာရ344တပ်ရင်နဲ့ပညာရေးတပ်ရင်30တို့ရှိနေကအဆိုပါတပ်ရင်များကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ ပါရလိတ်ကျေးရွာသည်မေယုမြကံပေးတွင်တည်ရှိပြီးပါရလိတ်စိတ်ကန်းတွင်စစ်ကောင်စီစစ်ရည်ရင်တင်မောများလည်းရှိနေသည်လွန်ခဲ့သည့်၃ရက်ခန့်ကပါရလိတ်ကစစ်ကောင်စီတပ်စခန်းအချို့ကို အာရကတပ်တော် AA စနိုက်ပါအဖွဲ့ကပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းစစ်တွေတရင်ရင်မြက်ကပြောပါရယ်ပြီးခဲ့တဲ့၃ရက်က AA ဘက်ကနေပါရလိတ်ဘက်ကတပ်ရင်းတွေကိုစနိုက်ပါနဲ့ပစ်ခတ်တာတွေရှိတယ်ထိခိုက်မှုတွေတော့မသိရဘူးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်ခတ်တာတွေမျိုးတွေရှိတယ်တိတ်တော့မများဘူး တစ်လုံးစာနှလုံးစာလောက်ပဲပြစ်ခတ်တန်ကြားရတယ်ဟုအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်စစ်တွေမျိုးအနည်းစစ်ကောင်စီတပ်ရင်းများကကဲစခန်းများကိုအရက်ကတက်တော် AA ကကြောက်ကြားတိုက်နှီးဖြင့်တိုက်ခိုင်းနေကြောင်းနှင့်နှစ်ဖက်စလုံးကစစ်ဆိုင်ထားသည့်အနေထားဟုစစ်တွေမျိုးမှဒေသစီရေးတရင်သုံးတပ်သူကပြောပါရယ်နှစ်ဖက်စလုံးကတော့စစ်ဆိုင်ထားတဲ့အခြေအနေပါ စစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားသလိုအေအေဘက်ကလည်းတိုက်ပြီးရင်ပြန်ဆုတ်သွားတာမျိုးစနိုက်ပါနဲ့လှမ်းပစ်တာမျိုးတွေကမကြာခဏရှိနေပါတယ်။မြို့ကန်တွေကတော့ဘဲချင်းပောက်ကွဲမလဲဘုံကိုစောင့်နေရတာမျိုးပေါ့။တိုက်ပွဲအခြေအနေကိုတော်တော်လေးကိုနားဆွင့်နေရပါတယ်ဟုလက်ကောင်းကဆိုပါတယ်။ မေလနောက်ဆုံးအပတ်ကလည်းဓာကစစစ်တွေဒေသကိုကဲမှုစစ်ဌာနချုပ်စစ်တွေဤခကင်းစခန်းဖြစ်သောကန့်ကော်ကျွန်းကြီးရွာရှိစစ်စခန်းကိုအာရကတပ်တော် AA ကဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့၍စစ်ကောင်စီတပ်သားအများပြားတေဆုံးသွားသလိုတန်ချက်ကစစ်ကားနှစ်စီးလည်းပျက်စီးမှုရှိခဲ့သည်ဟုသိရပါသည် စစ်ကောင်စီဘက်မှစစ်တွေမျိုးအနီးပတ်ပတ်လဲတွင်မြေမြုံမိုင်းများထောင်ထားကတက်စခန်းအများပြားကိုလည်းထိုးချဲ့ထားပြီးပောက်တော်ပုံနာကျော်နှင့်ရသေတောင်ဘက်သို့လက်နက်ကြီးပစ်ခတ်မှုများမကြာခဏပြုလုပ်လျက်ရှိသည်။ယင်းအပြင်အစိုးပါမျိုးများနှင့်စစ်တွေမျိုးအနီးအေးအေးရှိနိုင်သည်ဟုယူဆသောနေရာများသို့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများနှင့်စစ်သင်္ဘောများကလည်းလှည့်ကင်းလှည့်နေကြောင်းသိရပါသည်။ အထူးသဖြင့်ကလဒန်မြဝနှင့်မေယူမြကျော်တရှောင်းဖာဒလိတ်စိတ်ကန်းနှင့်မင်းချောင်းတရာဒိတ်တို့အတီစစ်ကောင်စီ၏စစ်သည်မော်များကလှည့်လည်သွားလာကင်းလှည့်နေကြောင်းသိရပါတယ်။ဆလဘီဘီလာရုနဲ့ရုရှားသို့သွားမြင်မင်းအောင်လိုက်မိသားစုနဲ့အတူခရိုနီစီးပွားရေးသမားများလည်းလိုက်ပါကြမည်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဘယ်လာရုနဲ့ရုရှားနိုင်ငံတို့ယနေ့သွားရောက်ပြီးအချမ်းပတ်စစ်ကောင်စားမင်းအောင်လိုင်းမီစတာစုနဲ့အတူခရိုနီစည်းဝါးရေးသမားကြီးများလည်းလိုက်ပါကြမည်ဖြစ်ကြောင်း UMFCCI သတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါရယ်စစ်ကောင်စားမင်းအောင်လိုင်းကစွန်လ26ရက်နေ့မှ28ရက်နေ့ဘယ်လာရုနိုင်ငံမင်းစ်မြို့တွင်ပြုလုပ်ပြီးစတုဒ္ဒအကြိမ်များဥရောပအာရှစည်းဝါးရေးဖိုရမ် EEF 2025တို့တက်ရောက်မည်ဖြစ်ပြီး EAEUE အလဲကျဥက္ကဋ္ဌဖြစ်သည့်ဗဲလာရုနိုင်ငံသမရနှင့်ဖီးကြားတွေ့ဆုံဆွေးနွေးခြင်းဥရောပအာရှစီးပွားရေးကော်မရှင်ဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်တွေ့ဆုံဆွေးနွေးခြင်းဆက်ယုံအလုပ်ယုံများသို့သွားရောက်လည်လာခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းခရီးစဉ်အတွင်းနှစ်နိုင်ငံအစိုးရနှင့်ပြည်သူများအကြားချစ်ကြည်ရေးစီးပွားရေးလုံခြုံရေးဆိုင်ရာများနှင့်ခန္ဓာပေါင်းစုံတွင်မဟာဗျူဟာများဖူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို Eurasian Economic Union EAEU အဖွဲ့ဝင်နိုင်ငံများနဲ့စီးပွားရေးဆိုင်ရာဆွေးနွေးမှုဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါခရီးစဉ်တွင်မင်းအောင်လိုင်ကတိုက်ရိုက်ရွေးချယ်ထားသောစီးပွားရေးသမားခရိုနီတချို့လည်းလိုက်ပါခွင့်ရရှိမည်ဖြစ်ကြောင်းလိုက်ပါခွင့်ရရှိသူများတွင်ပြည်ထောင်စုမြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှစီးပွားရေးသမားများလည်းပါဝင်ကြောင်းသိရှိရပါတယ်။ UMFCCI ကစီးပွားရေးလုပ်ငန်းရှင်တွင်စက်မှုလက်မှုလုပ်ငန်းရှင်တချို့လိုက်ပါမယ်။ခရီးစဉ်မှာလိုက်ပါဖို့စက်ရင်နဲ့ခေါ်တာပါ။ UMFCCI စီးပွားရေးကိုယ်စားလှယ်အဖွဲ့တော်ပါတယ်ဟု UMFCCI သတင်းရင်းမြစ်ကဆိုပါတယ်။ထို့ပြင်မင်းအောင်လိုင်းကရုရှားနိုင်ငံဟူရာတီရာပြည်နယ်သို့သွားရောက်ပြီးဖြစ်ပြီး ရှင်းပြည်နယ်ရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်စက်ရုံအလုပ်ရုံများကိုလေ့လာမိဖြစ်ကြောင်းသိရှိရပါသည်။ဆက်လက်ပြီးရှီရန်စစ်မြေပြင်သို့ဆေလွတ်ခံရသောစစ်မှုရန်တပ်သားတွေများအဆက်အသွယ်မရတော့ဘဲပျောက်ဆုံးနေပြီးထေသည့်ရှင်သည်မသိရဟုမိသားစုဝင်များပြောစစ်တပ်ကမေးတော်လဲထိကြသောအဖြေမပေးဘူးဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါသည်။ရခိုင်မကွေးနှင့်စကိုင်းရှီရန်စစ်မြေပြင်များသို့ဆေလွတ်ခံရသောစစ်မှုရန်တပ်သားတွေများမှအဆက်အသွယ်မရတော့ဘဲ ဖြောက်ဆုံးနေကတည်တည်ရှင်သည်မတိရတော့ကြောင်းမိသားစုဝင်တချို့ကသတင်းဌာနသို့ပြောဆိုပါရယ်ရန်ကုန်တိုင်းတလားမြို့နယ်မှာအသက်20နှစ်အရွယ်မောင်ကျော်မြင့်သည်2024ခုနှစ်အောက်တိုဘာလ12ရက်နေ့ ည9နာရီအချိန်ဖယံလုပ်ပြီးပြန်လာချိန်ရန်ကုန်တလကံကူဇက်ရည်ရည်စီနေရင်ပေါ်တာဆွဲဖန်းစည်းခံခဲ့ရကြောင်းဖန်းစည်းခံရချိန်ကကပိုင်းနိုင်အဖြစ်မတင်ကားဟုဆိုကအမျိုးသား၃ဦးကဝိုင်းဝန်းဖန်းစည်းချုပ်နှောင်ခေါ်ဆောင်ခံခဲ့ရကြောင်းယင်းနောက်ရန်ကုန်တိုက်ကြီးဂျိုးပြူအမတ်တိစစ်တင်တန်းလီလာရီကျောင်းတို့ပို့ဆောင်ခံခဲ့ရပြီးစစ်မှုရန်တင်တန်းအပတ်စဉ်ကိုတက်ရောက်ခဲ့ရကြောင်းစစ်မှုရန်တင်တန်းဆဲပြီးနောက်2025ခုနှစ်ဧပြီလအတွင်းရခိုင်တို့လေရင်ဖြစ်ပို့ဆောင်ခံခဲ့ရာစစ်တွေမြို့နယ်တို့ရောက်ရှိ ခဲ့ကြောင်း2025ခုနှစ်မီလ12ရက်နေ့မှစတင်၍မိသားစုနှင့်လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်းယခုအခါတည်တည်ရှင်သည်မတိရသည့်ကြောင့်မိခင်ဖြစ်သူကသတင်းဌာနသို့ပြောကြားပါသည် ရခိုင်ကိုပို့မှလဲကြုံမတိခဲ့ရဘူးလေရင်ပေါ်တက်ခန်ဒီမှာအမေသားတို့လေရင်စီးရတော့မယ်ဆိုပြီးဖုံးလေးမိနစ်ပိုင်းလေးဆက်ပြောတယ်လေရင်ပေါ်မတက်ခင်နောက်ဆုံးအဆက်အသွယ်ရလိုက်တာနောက်ဆုံးပဲအဲ့ဒီကလေးကအဆက်အသွယ်ပြတ်သွားတာအခုထက်တီးပဲတိုက်ကြီးတင်တဲ့ချောင်းကိုသွားမိတော့သူတို့မတိဘူးပဲပြောတယ်အခုအဆက်အသွယ်မရတော့တာ၃လနီးပါးရှိပါပြီဟုမောင်ကျော်မြင့်ဤမိခင်ဖြစ်သူကရှင်းပြပါတယ်အလာတူအေရီတိုင်းညောင်တုံးမြို့နယ်မှာအသက်30ကိုနိုင်ဝင်းမောင်တီး ဇနီးနှင့်အသက်၅နှစ်အရွယ်သမီးငယ်တဦးရှိပြီးမင်းနိုင်စစ်မှုထမ်းစင်ခေါ်ခံရသဖြင့်ရှမ်းပြည်နယ်တောင်ပိုင်းနတ်ဆန်မြို့အခြေဆိုင်အမတ်၃တမ်းမြင့်တင်တဲ့ကြောင် ကျိုင်းတောင်တွင်စစ်မှုထမ်းအပတ်စဉ်ရှိပို့ဆောင်ခံခဲ့ရကြောင်းတင်နန်စင်ပြီးနောက်မကွေးတိုင်းပခုတ်ကူမြို့နယ်ခလာရ251တို့ပို့ဆောင်ခံခဲ့ရပြီးနောက်အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်းလက်ရှိအချိန်အထိသေသည့်ရှင်သည်မသိရအဆက်အသွယ်ပြတ်တောက်နေကြောင်းသိရပါတယ်။ယင်းဖြင့်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာအသက်29နှစ်အရွယ်လူပြိုကိုညီညီဦးသည်မင်္ဂလာတော်မြို့နယ်အောင်မင်္ဂလာအဝေးပြေးကာဝင်းတွင်စာပန်းစီရောက်သည့်အလုပ်ကို လုတ်ကင်ခဲ့ရမှာပေါ်တာဆွဲဖန်းစည်းခံရပြီးဂျိုးပြူအမှတ်၁စစ်တင်နန်းလေးလာရေးကြောင်းတို့ပို့ဆောင်ခံခဲ့ရပြီးစစ်မှုရန်တင်နန်းအပတ်စဉ်၃တက်ရောက်ခဲ့ကမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်တို့တင်နန်းဆင်ပြီးနောက်ပို့ဆောင်ခံခဲ့ရကြောင်း၂၀24ခုနှစ်အောက်တိုဘာလမှမိသားစုနှင့်အဆက်အသွယ်ပြတ်တောက်ခဲ့ပြီးရှစ်လာနီပါအဆက်အသွယ်မရတော့ကြောင်းသိရပါတယ်။အလာတူရန်ကုန်တိုင်းသင်္ကန်းကျွတ်မြို့နယ်တကုံမြို့တက်တောင်ပိုင်းလှိုင်သာယာမန္တလေးတိုင်းညောင်ဦးမြို့နယ်အေရီတိုင်းရေကြီးမြို့နယ်နဲ့ကျုံပြော်မြို့နယ်တို့မှာစစ်မှုရန်တက် ားအသင်းများ၏မိဘဆွေမျိုးများကလည်းတရင်ဌာနသို့ဆက်သွယ်၍၎င်းတို့၏တူသားများစစ်ထဲပို့ဆောင်ခံရပြီးနောက်အဆက်အသွယ်မရတော့ဘဲကြောက်ဆုံးနေကြောင်းတရင်ပြည်ပေါ်ကစစ်မှုရန်တပ်သားအသင်းများအဖြစ်မှအလင်းဝင်သူများနှင့်တည်ဆုံသောဓာတ်ပုံများရှိပါကအကြောင်းကြားပေးရန်အခုညတောင်းခံလာသည်အဆိုပါပျောက်ဆုံးနေသူများနဲ့ပတ်သက်၍သက်ဆိုင်ရာတင်နန်းကြောင်းများနဲ့တရင်တက်ွက်များကိုမိသားစုများကဆက်သွယ်မိ мян တော်လဲတစုံတရာအကြောင်းပြန်ခြင်းမရှိဘဲမတိရှိဟုသာပြန်ကြကြောင်းမိသားစုဝင်များကဆိုကြပါရယ် စစ်ကောင်စီက2024ခုနှစ်ဧပြီလမှစတင်၍စစ်မှုရန်တင်နှံများလစဉ်ဖွင့်လှစ်ခဲ့ရာယခုအခါစစ်မှုရန် အပတ်စဉ်15အထိရောက်ရှိနေပြီဖြစ်ပါသည် ဆက်လက်ပြီးတောင်တာမရယာနှင့်စင်ကူးမြို့နယ်တို့တွင်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်ဖြင့်ပုံချဲမှုပြည်သူတို့ဦးသေဆုံးပြီးသုံးဦးထိခိုက်ဒဏ်ရာရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်တာမြို့နယ်မြောင်တူတီးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပုံချဲတိုက်ခိုက်ခဲ့ကြောင်းတောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီမှထောင်ဝင်ရှိသူတို့ဦးကသတင်းဌာနသို့ပြောကြားပါတယ်။ ဇော်လ23ရက်နေ့ည7:38မိနစ်ကတည်းကညောင်တို့ကြီးရွာအနီးကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဖုံးကျဲတိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်ပြည်သူပိုင်းနေအိမ်တလုံးပျက်စီးခဲ့ပြီးအမျိုးသားတအူးနှင့်ကလေးငယ်တအူးထိခိုက်ဒဏ်ရာရကဒဏ်ရာရသူများမစိုးရိမ်ရကြောင်းသိရှိရပါတယ်။ပြည်သူတွေအနေနဲ့စစ်ခွေးတွေရဲ့လေးချောင်းတိုက်ခိုက်မှုကိုအထူးဂရုပြုနေထိုင်ကြပါလို့အသိပေးပြောကြားချင်ပါတယ်ဟုထောင်သာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူကပြောဆိုပါတယ်။ အလာတူမန္တလေးတိုင်းစိန်ကူးမြို့နယ်နှင့်မရရမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကလေရင်ဖြင့်ပုံကျဲခဲ့ရာအမျိုးသမီးတဦးသေဆုံးပြီးတဦးထဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကတရင်ဌာနသို့ပြောကြားပါရယ် ။ဇွန်လ23ရက်နေ့ညနေ4:20မိနစ်အချိန်စင်ကူးမြို့နယ်ထုံးကြီးကျွော်မြောက်ဘက်လေခွေအနီးကိုအကြမ်းဖက်စစ်ကောင်စီ၏တတအုပ်လေတပ်မှတက်လာသော Jet Fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသမီးတဦးမဆိုးရိမ်ရတရားရရှိခဲ့ကြောင်းသိရပါတယ်။ထို့တူဇွန်လ23ရက်ည9:10မိနစ်တွင်မရေယာမျိုးနဲ့အုတ်ကန်ကြီးရွာသို့အကြမ်းဖက်စစ်ကောင်စီ၏မိထီလာရှမ်းတဲလီတက်မှထက်လာသော Jet Fighter တစ်စီးဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ဒီတိုင်းပဲသွာလာရင်တည်တာပါ။ဒဏ်ရာရတဲ့အမျိုးသမီးကတော့အသက်အရွယ်မတိရဘူး။သေဆုံးတဲ့အမျိုးသမီးကတော့54နှစ်အရွယ်အမျိုးသမီး။အုတ်ကန်ကြီးဟာသူမဟုတ်ဘူး။ မွေကတိုးစိတ်ကြီးရွာကပါဆစ်ရှောင်းရင်နဲ့ဖုံးစာထိမှန်တည်ဆုံရတာဒီနေ့တကြိုမယ်လို့သိရတယ်။စကစကတော့ပြည်သူတွေကိုကောက်ွယ်နေတယ်လို့နိုင်ငံတကာကရှောက်ဖြတ်နေတာပေါ့။ဒီကေတန်းကြတော့မရရမှာဆိုရင်စေယုံတွေဆစ်ရှောင်းစခန်းတွေဖုံးကြီးချောင်းတွေစာတင်ချောင်းတွေမကျဲသေးတဲ့နေရာတွေကျဲတယ်။စကစရဲ့ရုံမာမှုတွေကိုပြည်သူတွေအနေနဲ့လည်းသိလောက်ပြီးလို့ထင်ပါတယ်။အဲဒါကြောင့်စကစရဲ့ဝင်ငွေလမ်းကြောင်းဖြစ်တဲ့စကစထုတ်ပစ္စည်းတွေမတုံ့ပြန်ဘုံခိုခြင်းတွေတူးကြဖို့နဲ့ စကားစနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့တိုက်တွန်းကြပါတယ်ဟုပြည်ဦးရွှေခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောကြားပါတယ်။အကြံဘတ်စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြည်သူလူထုနေထိုင်ရာခြေရွာများ၊ဖုံကြီးကျောင်းများ၊စာသင်ကျောင်းများ၊စစ်ဘေးရှောင်စခန်းများကိုရည်ရွယ်ချက်ရှိရှိပိတ်မှတ်ထားကလေကြောင်းဖြင့်ပုံကျဲတိုက်ခိုက်နေသောမိဘပြည်သူများအနေဖြင့် လေချောင်းရန်တတိပေးချက်များလိုက်နာပေးကြပါယံဖုံးခိုခြင်းများဒုထကြရန်နှင့်စစ်ကောင်စီတပ်အနီးသွာလာနေထိုင်ခြင်းမပြုကြပါယံတော်လရေးအဖွဲ့များကတိုက်တွန်းထားပါသည်